တည်ကြတဲ့အတိုင်းပဲကျွန်တော်တို့မြန်မာနိုင်ငံကို official ဝင်တဲ့ဖုန်းတွေထဲမှာပိုကိုကတခြားသောကောင်တွေလူမျိုးပေါ့နော်ဒီ fancy feature တွေအများကြီးထည့်ပေးမဲ့အစားသူက user တွေနည်းနည်းပို့ပြီးတော့မြန်မာနိုင်ငံမှာပို့ပြီးတော့ဂယု site တဲ့မြန်မာနိုင်ငံက user တွေအတွက်ပို့ပြီးတော့အရေးကြီးတဲ့အပိုင်းတွေမှာပိုကောင်းအောင်လို့သူတို့ကြိုးစားထားတဲ့ဖုန်းတွေများတယ်။အဲ့ထဲမှာမှာ M series ကကြတော့ budget မက mirage မကြ။အဲ့ဈေးလေးတွေမှာတက်နိုင်တဲ့လောက်သူတို့ mirage space ထည့်ထားတဲ့ series mirage ဖုန်းတွေကို mirage ဖုန်းတွေလောက် ဈေးမသုံးမင်းနဲ့ရအောင်လို့လုပ်ထားတဲ့ series အဓိကကဒီ M series ဖုန်းတွေမှာသူ display ကောင်းလေးရှိတယ် battery ကောင်းလေးရှိတယ်သူ့ဈေးလေးနဲ့သူ performance လေးလည်းမဆိုးဘူးဆိုပြီးတော့အလုပ်ပေးထားတာမျိုးရှိတယ်ပေါ့နော်ဆိုတော့အခုရောက်နေတဲ့ Poco M7 Pro ကရောအဲ့ဒီ legacy ကိုသူတို့ထိန်းသိမ်းထားနိုင်မလားဘာတွေပိုကောင်းလဲတန်ရောတန်နေသေးလားအဲ့ဒီမိန်းကုံးတွေကိုကျွန်တော်တို့ဒီနေ့ပြောပြပေးမယ်။ Okay TBH ရှင်းစာနေကြိုးစားပါရစေ။အရင်ဆုံးကျွန်တော်တို့ design နဲ့ build quality ကနေစမယ်ဆိုရင် ဒီ material တွေကဒီဈေးတန်းဖုန်းတွေမှာမြင်နေကြအတိုင်းပဲပေါ့နော် plastic frame plastic bag quality လေးကတော့မဆိုးဘူးပေါ့နော်ဒီ back cover မှာတုံးထားတဲ့ texture လေးတွေလည်းမိုက်တယ်အခုကျွန်တော်တို့စီကိုရောက်နေတဲ့အရောင်က olive twilight ဆိုတဲ့အရောင်ပြောရမယ်ဆိုသူကတူတုံးအရောင်ပေါ့နော် plastic ဆိုပေမဲ့ hand feeling ဘာညာကိုခဏထားပေါ့နော် premium look လေးကတော့ရသရမဆိုးဘူး camera housing ရှိတဲ့အချမ်းကိုခက်ရှင်းရှင်းနဲ့နောက်တစ်ချမ်းကိုတော့မြင်ရတဲ့အတိုင်းပဲဘယ်လိုပြောရမလဲကြောက်စိမ့်တုံးကိုဖြတ်ထားရင်အထဲမှာ မြင်ရတက်တဲ့ဒီ wavy pattern လေးနဲ့ bling bling နေသွားတာဒီ camera housing လေးကလည်းလေးတောင်းဆန်ဆန်လေးကိုမမထောင်လေးတွေကို smooth ဖြစ်နေအောင်လို့ကြွကြွလေးဖြစ်အောင်လို့ control လုပ်ပေးထားတဲ့ပုံစံအဲ့ဒါကိုမမသူကအထဲမှာ dual camera setup နဲ့ poco branding လေးထည့်ပေးထားတယ်အမြင်အရတော့တော်တော်လေးလှတယ်ပြောလို့ပြောတာမဟုတ် weight ကဒီကောက်မှာ 190g ဆိုတော့ကိုင်ရတာလည်းပေါ့ပေါ့ပေါ့ပါရှိ thickness အရမှာ 8mm ဆိုတော့အတန်အသင့်ပဲပေါ့နော်တစ်ချက်ပဲသူက frame နဲ့နောက်ဘက်က cover နဲ့ကိုဆက်ထားတဲ့နေရာက တက်ဆက်သေးမလှုပ်ထားနိုင်တဲ့အခါကျတော့ကန်ရတာနည်းနည်းလေးထောက်နေသလိုလေးဖြစ်တယ်။ကြံနာကတော့ဒီဈေးတန်းဝင်းကျင်မှာတော့အပြစ်ပြောစရာကြီးလို့မရှိဘူး။ button placement နေရာလေအနေထားလေးကအနေတော်လေးပဲပေါ့နော်။ feedback တွေကတော့အရင်ကြီး clicky မဖြစ်ဘူး။ဒါပေမဲ့မဆိုးပါဘူး။အရာအနေနဲ့မှာဒီအခု olive twilight အပြင် Luna Dust နဲ့ Lavender Frost နဲ့ဆိုပြီးတော့နှစ်အောင်လဲကြံနေတယ်။ဆိုတော့ကျွန်တော်ဗီဒီယိုအစမှာတော့ငါပြောခဲ့တယ်ပေါ့နော်ဒီကောင်ကြီးက display ကောင်းလေးရှိတယ်ပေါ့ဒီကောင်မှာတော့ကောင်းလားဘယ်လိုနေလဲ။ပြောမယ်ဆိုတော့ Industry Standard Size လို့ပြောလို့ရတဲ့6.67 inches AMOLED panel ကိုမမ120 Hz refresh rate နဲ့ဆိုတော့ visual ဘိုင်းမှာတော့ကောင်းပြီးသားပဲ resolution မှာလည်းသူ့အိုးနဲ့သူ့ဆန်တန်အောင်လို့ Full HD+ plus resolution သုံးထားတယ် high brightness mode မှာဆိုလို့ရှိရင် 1200nits နဲ့ HDR peak brightness မှာ 2100nits ဒီရမယ် top notch မဟုတ်ဘူး top notch လည်းတော့မမှန်နဲ့လေဒီမှာဒီဈေးကြီးနေခင်ဗျာကျွန်တော်စမ်းကြည့်ရတဲ့လောက်မှာတော့ဒီဖုန်းရဲ့ display ကနေအောင်အောက်မှာလည်းမဆိုးဘူး readable ဖြစ်တယ်အရင်ကြီးလင်းပြဲနေတဲ့အထက်မှာတော့မပေါဘူး color reproduction မိုင်းမှာလည်းမဆိုးဘူးပေါ့နော် ။ဆက်တင်နေမှာ color scheme ကိုကိုယ်ကြိုက်တဲ့ color profile ထားလို့ရတယ်။ကျွန်တော်တို့ vivid mode မှာထားရတာကိုသဘောကျတယ်ပေါ့နော်။ standard mode လေးကလည်းမစိုးဘူး။မျက်စိအေးတယ်။ဒါပေမဲ့ color တွေစိုးတောက်ပြဲနေတာ vibrant ဖြစ်နေတာလုံးဝပြဲတူးနေမှကြိုက်တာဆိုလို့ရှိရင် saturated mode ဆိုတဲ့ကောင်လည်းထားသုံးလို့ရတယ်။ဒါကတော့ကိုယ်မျက်စိကသဘောကျတဲ့ mode ကိုရွေးသုံးပေါ့။နည်းနည်းလေးကြီးမြားမယ်ဆိုလို့ရှိရင်တော့ဖြင့်အပေါ်က bezel နဲ့အောက်ဘက်ကချင်းနဲ့ကနည်းနည်းလေးတော့ထူတယ်။ဆိုတော့တမျိုးလေးတော့ဖြစ်တယ်ပေါ့နော်။ တကယ်တည်းကအရန်ထူတာလို့တော့လည်းမဟုတ်ဘူး။တัวအပေါ်အဖက်ကိုဘေးဘက်နဲ့ညီအောင်လုပ်လိုက်ပြီးတော့အောက်ဘက်ကိုပဲထူထားတာမျိုးဆိုလို့ရှိရင်ကြီးရတာနည်းနည်းများပုံပြီး immersive ဖြစ်မလားပေါ့နော်။မပြောတော့ဘူးဒါတော့ကျွန်တော်တို့ရှာကြံပြီးတော့ပြောတာပါ။သူကလည်းသူမှာတော့သူ့ရဲ့ဖုန်းနဲ့ဒီ display နဲ့ကလိုက်ဖက်ပါတယ်။တော်တော်ကောင်းတဲ့ထဲမှာပါပါတယ်။ security ဘိုင်းအတွက်မှာဒီကောင်းကို under display fingerprint sensor နဲ့ဆိုတော့ဒါလေးကလည်းမိုက်တယ်။ position ကလည်းအနေတော်လေးပဲပေါ့နော်။အရင်ကြီးအောက်ရောက်နေတာမျိုးမရှိဘူး။ပြီးတော့ speed လေးလည်းမဆိုးဘူးညံ့နေ reliable ဖြစ်တယ်။ production အတွက်ကို Gorilla Glass 5နဲ့တော်ရုံတုံပြုတ်ကြတာလောက်ကိုဒီကောင်ခံနိုင်တယ်စမ်းတော့မကြည့်နဲ့ပေါ့နော် water resistant အတွက်ကကျတော့ IP64 ရှိတယ်ဆိုတော့ပုံမှန်မိုးဖွဲ့ဖွဲ့ရွာတာလောက်တော့ကိုအဆင်ပြေတယ်ရေထဲတော့စိန်ကြည့်ဖို့တော့စိန်မကူးနဲ့ပေါ့ပြီးတော့ဖုန်းရဲ့ထိပ်ဖက်မှာ infrared sensor လေးထည့်ပေးထားတယ်ဆိုတော့သူ support လုပ်တဲ့ TV တွေ aircon တွေအဲ့ဒါတွေကိုလည်းရွှေရှောင်းလေကမင်းညှောထားလို့ရမယ်။ display ဘိုင်းမှာဒီကောင်ကောင်းတဲ့အပြင်ဒီကောင်မှာ bare speaker လေးတွေကလည်းတော်တော်လေးစွာတယ်။ stereo speaker ဖြစ်တယ်ပြီးတော့ upper bass speaker ပေါက်လေးတွေကတည်တံ့ထက်ထည့်ပေးထားတာ ဆိုတော့အာ sound stage လေးလည်း wide ဖြစ်တယ်ဒါပေမဲ့ wide ဖြစ်တယ်ဆိုပေမဲ့ဟို separation ratio ကတော့ပြောရင်70 30လောက်ပဲဆိုလိုချင်တာအပေါ်ဘက်ကအတန်ထွက်ကတော့နည်းနည်းတော့တိုးတယ်တိုးတယ်ဆိုတာလည်းအောက်က speaker နဲ့ရှင်ပြောရင်ပြောတာပါဒီတိုင်းတရှင်းနားထောင်တာရုပ်ရှင်ကြည့်တာလောက်မှလုံလုံလောက်လောက်ကျတယ် bass line တွေကတော့တိတ်မပါဘူးပေါ့နော်ဒါပေမဲ့ clarity လေးကတော့ကောင်းတဲ့ထိမှပါရှာပါတယ်ဆိုတော့ display ကောင်းမယ် စပီကာကောင်းမယ်ဆိုမัลတီမီဒီယာကွန်ဆမ်ပရှင်အတွက်ကောင်းမယ်ပေါ့ဟောပြီးတော့ဒီကောက်မှာထူးဆန်းစွာနဲ့ပဲ3.5 mm headphone jack လဲထိပ်ဖက်မှာပါသေးတယ်ဒါဒီခက်ကြီးမှာတော်တော်လေးကိုရှားပါဖြစ်သွားပြီ very good okay so မัลတီမီဒီယာကွန်ဆမ်ပရှင်ကောင်းတာတော့ထားပိုကိုလေးเนาะ price to performance brand လေး game ဆိုတဲ့နေရာမှာရော performance ကောင်းမလားအဲအဲ့ဒါကိုပြောရမယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ SOC ကိုကြည့်ရမှာပေါ့ဆိုကြည့်ကြည့်လိုက်တဲ့အခါမှာ SOC က Dimensity 7025ဆိုတဲ့ကောင် Octa Core SoC ကိုမှဒီကောင်6 nanometer process နဲ့ဒီကောင်ရဲ့ CPU performance ကကိုရီးမြန်မာနိုင်ငံလူတွေတဲချေကြိုက်ဖြစ်တဲ့နော် Helio G100 ထက်တော်တော်လေးပိုကောင်းတယ်အဓိက single core score မှာ40%နဲ့ multi core score မှာ22%လောက်ပိုကောင်းတယ်ပြီးတော့ memory type မှာလည်း G100 လိုမျိုး LPDDR4X ပါတယ်မဟုတ်ဘဲနဲ့ LPDDR5 ဖြစ်သွားတယ် bandwidth memory bandwidth ပိုများသွားတယ်ဗောနော် ဆိုပုံမှန် daily test ဒီမှာဆိုလို့ရှိရင် G100 သုံးထားတဲ့ဖုန်းတွေထက်တိတိတတာကိုပုံမြန်လိုက်မယ်ဒါပေမဲ့ GPU ဘိုင်းမှာကကြတော့သူက G100 ထက်10%လောက် PC တွေပြန်နှဲနေပြန်ရော10%ဆိုတာကတော့တိတ်တူတိတာတဲ့မောင်းတော့မဟုတ်ဘူးเนาะဆိုတော့ benchmark score တွေ stability score တွေအခုဒီမှာစမ်းပြထားတယ်ပြောပြောလို့ပြောတာမဟုတ်ဘူး Poco phone တွေမှာတုံးထားတဲ့ Hyper OS က bug မရှိသလောက်ပဲ global မဟုတ်လို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။တုံးရတာစိတ်နှောက်ရှက်ဖြစ်ရတာမျိုးကျွန်တော်တို့အများကြီးမကြုံရသေးဘူး။ notification နှောက်ကြတာမျိုးတွေပါတယ်လည်းမရှိသလောက်ပဲတော်တော်လေးအဆင်ပြေတယ်။ဒီကောင်ထက်ဈေးများတဲ့ official phone တစ်လုံးနဲ့ရှင်ကြည့်တာမှဒီကောင်စီမှာ notification အရင်တက်တဲ့အထိတောင်ဒီကောင်ကောင်းတယ်။ဘာလို့လုံးလဲဆိုတော့ကျွန်တော်လည်းမသိဘူး။ pretty animation လေးတွေလည်း smooth ဖြစ်တယ်။ app အဝင်အထွက်တွေမြန်တယ်။ ram management လေးလည်းကောင်းတယ်။တခုပဲဒီကောင်က global version သာဖြစ်နေတာပေါ့နော်အယုံနောက်လောက်စရာဘလိုဝဲတွေကတော့ပါနေတော့မယ်အဲဖုန်းတစ်လုံးကအလကား စိတ်သက်သာနေမှာမဟုတ်ဘူးเนาะသူကဒီကနေပြီးတော့သူကပတ်စံပြန်ရှာနေရတာ우ဆိုတော့အဲ့ဒီကနေကြော်ညာဘိုးတွေယူပြီးတော့ကြော်ညာလေးတွေထည့်ပေးထားတာပေါ့ဗျာမကြိုက်တော့လည်းပြန်ဖြတ်လိုက်ပေါ့ရပါတယ်ဘာမှတော့ကိစ္စတော့တိတ်မရှိဘူးနည်းနည်းလေးတော့အလုရှုပ်တာပေါ့ဟုတ်တယ်မလားလောက်တော့တီးခံပေးရမယ်ပြတကောက်မှာ Android 14သုံးထားပြီးတော့ RAM အနေနဲ့မှာဒီကောက်မှာ 12GB ပါတယ် performance ကတော့ပြောရမယ်ဆိုရင်အရင်ကြီးထူးချွန်နေတာမျိုးတော့မရှိဘူးဆိုပေမဲ့ game တော်မမြောက်ဘူး setting အလဲလဲလောက်မှာ solo တော့အဆင်ပြေတယ်ပြီးတော့ SOC ကပဲအရင်ကြီး power hungry မဖြစ်လို့လားမပြောတတ်ဘူး ဒီကောင်နေ့ game ဆိုရတာမှာပူလာလာမျိုးနော် performance ကထိုးကျသွားတာမျိုးတစ်ဆက်လေးမှာမကြုံရဘူးဒါလေးကတော့စိတ်ကျင်နေစရာကောင်းတယ်ပေါ့နော် mobile legends ကို setting အမြင့်ဆုံးမှာ CCFPS နဲ့အငိမ်ဆော့လို့ရသလို Delta Force လိုမျိုး graphics demanding ဖြစ်တဲ့ game ကိုမှဆော့ကျင်တပဆိုရင်လည်း graphics high မှာ 30fps နဲ့ဆော့လို့ရတယ်ဆော့ကြည့်ရတာမှာတော့အရင်ကြီးကောင်းတဲ့ experience တော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ playable တော့လည်းဖြစ်ပါတယ် battery ဘိုင်းကတော့ဒီဖုန်းရဲ့အားရစရာအပိုင်းလိုပြောရမယ် ဒါကလည်းသူများလိုမျိုး6000နေ9000 mAh ရှိအဲ့လိုမျိုးတွေပါလို့မဟုတ်ဘူး capacity အနေနဲ့ကြည့်မယ်ဆိုရင်ဒီကော9130 mAh ပဲဆိုတော့ဒီနှစ် standard နဲ့9130ဆိုတဲ့ကောင်တွေကရှင်ပြောလိုက်ရင်သေးနေပြီလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ minutes 30ကြာတဲ့ Mobile Legends တပွဲကို5% Delta Force 28 minutes တပွဲကို7%ပဲကုန်တယ်ဆိုတော့တော်တော်လေးကို endurance ကောင်းတယ်ပေါ့နော် Solar တော်တော်လေးအားခံတယ်အသုံးခံတယ်အပြန့်သွင်းမယ်ဆိုရင်လည်း 45ဖွဲ့ဝိုင်ယာနဲ့တွင်းလို့ရတယ်65ဖွဲ့လောက်ဖြစ်မယ်ဆိုတော့ပိုကောင်းတယ်ဆိုပေမဲ့45ဖွဲ့လောက်နဲ့ကလည်းအရင်ကြကြတော့မတွင်းရအောင်တဏှာကြီးဆွန်းဆွန်းလောင်းနဲ့အပြန်ပြေးပြီးတော့ကက်စီမင်းနဲ့ပိုကိုရိုးရဲ့ထုံးစံတိုင်းမှာခြားခြားနဲ့ချာဂျင်ကေဘယ်နဲ့ကလည်းဘူးထဲမှာတစ်ခါတည်းပါပြီးသားအဲဒီဘူးထဲမှာပါတာဆိုလို့ကျွန်တော်ပြောဖို့မိနေတာရှိတယ်ဒီကောင်းရဲ့ဘူးထဲမှာပါတဲ့ cover ကလည်းဒီအခုနောက်ပိုင်း Xiaomi တို့တုံးလာတဲ့ဒီ black silicon cover လေးအရင်အကြည်တွေထက်ဆာလို့ရှိရင်အများကြီးပိုကောင်းတယ်ဒီကောင်ကြကြကရင်တော့မှအကြည်လိုမျိုးဝါလာမျိုးဖန်ညာမျိုးမဖြစ်ဘူးအကျံပရန်နဲ့တော်တော်ခံတယ် ဒါလေးကတော့မိုက်တယ်ပေါ့နော် good plus ပေါ့ကင်မရာဘိုင်းမှာဆိုလို့ရှိရင်ဒီကောင်က dual camera setup နဲ့လာတယ် main camera 50 megapixel OIS ရဲ့2 megapixel depth sensor ပြောရင်တကယ်တမ်းကိုရီ usable ဖြစ်တာ main camera တစ်လုံးပဲပေါ့နော် depth camera ဆိုတော့ကျွန်တော် portrait ပုံတွေရိုက်တဲ့အခါ background foreground separation ပိုကောင်းလုပ်ပြီးထိုင်အောင်လုပ်ပေးရှိတာ portrait ပုံတွေအတွက်ရှေ့ကြည့်နောက်ဝါးမှာပုံပြီးတော့တိကျအောင်ပေါ့ main camera ကတော့မစိုးဘူးလို့ပြောလို့ရတယ် ပုံနေရိုက်တာမှာလည်းသူက OIS ပါတဲ့အတွက်သုံးစားလို့ရတဲ့လိုလိုက်လျှော်လေးတွေလည်းထွက်နိုင်တယ်။ဒေးလိုက်ပုံနေရိုက်ကြည့်တာမှာလည်းသူ့အိုးနဲ့သူ့ဆန်မဆိုးဘူး။ Dynamic Range ရေးတွေကောင်းတယ်။ Main Camera ကိုတော့ crop လုပ်ပေးထားတဲ့ဒီ 2x mode နဲ့ရိုက်မယ်ဆိုလို့ရှိရင်လည်းဒီဒီလေးတွေကျန်တဲ့လောက်ကျန်တယ်။ဆက်ဆိုင်ရိုက်ထားတဲ့ပုံတွေကို body မှာပြပေးထားတယ်ဗီဒီယိုပိုင်းမှာကျတော့ သူကအရှေ့ရောနောက်ရောတိုင်းတီဗီ30နဲ့ပဲရိုက်လို့ရတယ်ဒါတော့သိသဘောကျစရာမဟုတ်တိုင်းတီဗီ60တို့ focus 30တို့အဲအဲ့လောက်လို့ရရင်တော့ပိုကောင်းလာပါဗျာဆိုကင်မရာဘိုင်းမှာတော့ဒီကောင်ကဟိုထူးချွန်နေတဲ့ဖုန်းလည်းမဟုတ်သလိုစိုးပြက်နေတဲ့ဖုန်းလည်းမဟုတ်ပုံမှန် budget မက mid range မကျအဲ့ဖုန်းတွေမှာမြင်နေကြပုံစံပဲဆိုတော့အဆုံးစံအနေနဲ့ပြောရရင်ဒီဖုန်းကတကယ်တမ်း Poco ဖုန်းတွေရဲ့အသာချက်ဖြစ်တဲ့ performance မှာတော့အရင်ကြီးမကောင်းလို့သတ်မှတ်ရမယ်ဒါပေမဲ့အဲ့လိုပြောလို့မကောင်းဘူးပြောတာမဟုတ်ဘူးเนาะတခြားသောအပိုင်းတွေမှာကျတော့သူ့အိုးနဲ့သူ့ဆန် အာအဆင်ပြေတယ်ကောင်းတယ်ဆိုတဲ့အထဲမှာပါတယ်ကင်မရာလားမဆိုးဘူးဘက်ထရီလားကောင်းတာပဲ display လားလက်ခံလို့ရတယ်ဆိုတော့ခင်ဗျားကဒါနော် performance ကိုမှ performance raw performance ကိုမှ raw performance ဖြစ်မနေဘူးနော်ဟို global ဖြစ်ဖို့လည်းလိုမယ်ကျင်းတဲ့နေရာတွေကလည်းသူဟာနေသူအဆင်ပြေရမယ်ဆိုတဲ့အနေထားမှာတော့ all rounder ဖုန်းတစ်လုံးအနေနဲ့ကတော့ဒီ Poco M7 Pro ကရွေးချယ်လို့အဆင်ပြေသေးတဲ့ဖုန်းတစ်လုံးဖြစ်နေတော့မယ်ဒါပေမဲ့ Poco ဆိုတဲ့ branding ကိုမြင်ပြီးတော့ဟာဒီဈေးမှာတော့အကောင်းဆုံး raw performance ရမှာပဲဆိုပြီးတော့ ပြုတ်ဝဲလိုက်လို့ရတဲ့ formula တော့မဟုတ်ဘူးအဲ့ဒါလေးကိုခင်ဗျားတို့နှလုံးသွင်းထားရင်အဆင်ပြေပြီ okay ဆိုတော့ခင်ဗျားတို့ဒီဖုန်းကိုဘယ်လိုမြင်လဲထုံးစံတိုင်းမဲ့အောက်က comment နဲ့မှာဝင်ရောက်ဆွေးနွေးညှင်းခုံတာလို့ရပါတယ် okay နောက်နေ့မှတွေ့ရပါ